ပြည်သူရင်းဆိုင်ရရဲ့ဒုက္ခတွေအရဆိုလို့ရှိရင်ဒီအာဏာသိမ်းမှုနဲ့ဒီ institution စနစ်ကြောက်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒါတွေကိုလည်းဒီ institution နဲ့ကိုနိုင်ကိုတိုင်းကအကူအညီပေးနိုင်စွမ်းကင်းမဲ့တာကိုဒါတစ်နေ့တစ်ခြားမြင်ရတယ်ပေါ့နော်ဒီအချိန်တွေမှာဆိုလို့ရှိရင်ကလည်းလူထုကဟို maintain ထားပါသေးရပေါ့ဆိုတော့နောက်ဆုံးတတိယအချက်ကကြတော့ ပြည်သူတွေမှာဒုက္ခတွေကိုကျဆန်းခံရင်ဆိုင်မဲ့အားနဲ့မှန်ကတော့ရှိနေသေးတာလို့သတိပြုမိတယ်ပေါ့နော်။ဆိုတော့ဒီနေရာမှာကတော့အားဆိုအရှိမလဲကျွန်တော်ပြောခဲ့သလိုပဲဒါဖြည့်ရှင်းနိုင်စွမ်းတွေအဓိကအထောက်ပံ့ပေးနိုင်မဲ့ရေကန်မြေကန်လိုမျိုးဒါအရင်မြက်လိုမျိုးအထောက်ပံ့ပေးနိုင်တဲ့ဒီဆွမ်းဆောင်ရည်ခွန်အားမျိုးပြောချင်တာဖြစ်တယ်ပေါ့နော်။မန်ဆိုတော့ဒီစိတ်ဓာတ်တန်မာမှုဒီတောင်းခံနိုင်မှုအဓိကပြောချင်တာပါ။ဆိုတော့ဒီနေရာမှာပြည်သူတွေရဲ့တူချင်းအားနဲ့ဆက်လက်ရုံကန့်နေနိုင်တယ်ဆိုပေမဲ့လူဖွဲ့စည်းရဲ့အားကလည်းအခုချိန်မှာညော့နေလာတယ်။ Institution ရဲ့ဒါပံ့ပ ပုံမှုအားဆိုလို့ရှိရင်ချိနဲ့ချိနဲ့နေတဲ့အနေအထားတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ပေါ့ဆိုတော့အရှိမကျွန်တော်ပြောခဲ့သလိုပဲကျန်းကျန်းခိုင်နိုင်ကျန်းကျန်းခံရင်ဆိုင်နိုင်စွမ်းဆိုတာကလည်းအကန့်အသတ်ရှိပါတယ်ဆိုတော့ဒါကိုရုပ်ရုပ်မသွားအောင်ဒီမမြဲတည်နိုင်အောင်အာရုံရှင်တန်နိုင်ဖို့ဆိုလို့ရှိရင်အားရောမန်ရောအားနဲ့မန်ကဒီဟန်ချက်ညီနေမှသာဖြစ်နိုင်မယ်လို့ပဲအာဒီတုံးတက်ရင်လည်းကျွန်တော်တို့ဆွေးနွေးချက်ကိုညီကုန်ချုပ်ချင်ပါတယ်ဗျာ